အားလုံးပဲရင်းခုရောက်နေတဲ့နေရာကြတော့ရှမ်းပြည်တောင်ပိုင်းပင်လုံမြို့မှာရှိတဲ့ဒီမတောင်နှံပူပေါင်းရေးပင်လုံစာချုပ်ကျောက်တိုင်ပဲဖြစ်ပါတယ်။ခြေပြင်းနဲ့မြန်မာပြည်ရဲ့အဆက်အသွယ်တွေမပြတ်ဘူး။အယောင်သွေးစုံနဲ့ရေမြေဒေသလူမှုဘဝတွေနဲ့ချိတ်ဆက်ခံစားနိုင်မှု MPG နဲ့အတူတကွအစီအစဉ်ဒီပင်လုံစာချုပ်ကိုကြတော့1948ခုနှစ် February လ12ရက်နေ့မှာဒီရှမ်းပြည်တောင်ပိုင်းပင်လုံမြို့မှာချုပ်ဆိုခဲ့တယ်ပြီးတော့ဘူကျောင်းဆန်ကပင်လုံစာချုပ်ချုပ်ဆိုတဲ့အခါမှာပေါ့နော်သူကဒီအထိတ်မှအဖြစ်ပေါ့ဒီဆက်နှစ်ပေလောက်ရှိရဲ့တပြေတိုင်ကိုစိုက်ထူခဲ့တယ်။အဲ့စိုက်ထူခဲ့တဲ့နေရာလေးရေနံတို့ခုတွေ့မြင်နေရတဲ့ဒီကြောက်တိုင်လောက်ထားတဲ့နေရာပဲ။ ပင်လုံစာချုပ်နဲ့ဒီမျက်နှာချင်းဆိုင်မှာဆိုလို့ရှိရင်လည်းဈေးရီတော်တစုရှိပါတယ်အားလုံးဒီပင်လုံစာချုပ်လာရင်လည်းဒီဈေးရီတော်ကိုလည်းဝင်ဖူးလို့ရပါတယ်ဘောဘာလို့လုပ်ပိုင်မှာလဲကျွန်တော်ကဝင်နှမ်းပါဗျအခုအကိုပဲဖုန်းလိုင်းနေများသုံးဖြစ်လဲရှင်ကျွန်တော် MBD ပဲသုံးနေကျွန်တော်ကတော့ခင်ဗျားက Facebook ပဲသုံးကြကျွန်တော် internet ကိုပေါ်ပြောဆိုတော့တနေ့ရော1000လောက်နေဆုံးကျွန်တော် MBD ရဲ့ဝန်ဆောင်မှုရတောက်ကြန်နေတိုင်းမှာဟိုအပူလက်ဆောင်ဒေတာတွေရတယ်အဲအဲ့ဒီမှာလည်းဖြစ်ဖြစ်ပါတယ်ခက်အများတော့အဖြစ်ပေါ့အနီတာခရုလေးနော်ဟုတ်ဟုတ်ဒီဘယ်ဘယ်ဘက်ကလာလဲဘယ်ဘက်ကထွက်လာဆောင်းရေချောင်းနဲ့မရေရေချောင်းနဲ့อ่ะအဲ့တော့ရှမ်းလို့ဘယ်လိုခေါ်လဲဟွိုင်းခ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 ွိုင်းမဟုတ်ဘူးဟွိုင်းခွိုင်း ့ဩဝိုင်းဝိုင်းရှမ်းလိုဝိုင်းလို့ခေါ်တာတောက်ခွဲလိုက်ရတာခို့ဘယ်လိုလဲအော်အမအမလောလောပြောမှာဩကြော်စားချက်စားတာအမကဘာစီဝိုင်းမဲ့လောက်ခိုင်းပါလဲရှင်ဒီကုံစုံဆိုင်ဖို့မှာအမအနေနဲ့ရောအဲ့လိုဒီဆက်သွယ်ရေးနဲ့ပတ်သက်လို့ရှင်ဘယ်ဖုန်းလိုင်းတွေသုံးဖြစ်လဲ MPG ပဲသုံးဖြစ်တယ်အရင်ကလေးကအမဖုန်းရောအင်တာနက်ရောသုံးဖြစ်တယ်ပေါ့နော်ပြီးတော့ online shop လည်းလုပ်တယ်ဆိုတော့အင်တာနက်အမြဲတမ်းဖွင့်တာအဲ့လိုဆိုတော့ MPD ကို ုံးပို့သုံးဖြစ်တယ်ဟို package လည်းသုံးဖြစ်တယ်ပေါ့အရင်တော့ကတော့တလစာတလစာဝယ်သုံးတယ်နောက်ပိုင်းတော့တစ်ပတ်စာတစ်ပတ်စာပဲသုံးဖြစ်တော့အမ်ဘီတီရဲ့ဆက်သွယ်မှုတွေနဲ့ဒီနောက်ထပ်ဆက်ဝင်စားကြရအောင်တဲ့အစီအစဉ်တွေရှိသေးရမလို့ MPT နဲ့ဆက်သွယ်မပြတ်ရလေအောင် MPT ရဲ့ Facebook page ကို like လုပ်ပြီးတော့ see first လုပ်ထားဖို့အတွက်မမေ့ကြနိုင်ဘူးเนาะပြီးတော့ MPT ရဲ့ Instagram နဲ့ Viber မှာလည်း follow လုပ်ထားကြအောင်เนาะ